စီဂျီပလက်ဖောင်ကနေညစဉ်တင်ဆက်ပေးနေကြဖြစ်တဲ့မနက်ဖြန်အတွက်မူလဝတ္ထုခန့်မှန်းချက်တွေကိုပြပြသွားပါမယ်ရှင်။မနက်ဖြန်ဒီဇင်ဘာလ6ရက်နေ့စနေနေ့မှာတော့မြန်မာနိုင်ငံတောက်ဘက်ပိုင်းကဒေသချုံမှာဆောင်းနေမှုလို့မိုးနှင်းငယ်ရွာသွန်းနိုင်ခြေရှိတာကိုမူလဝတ္ထုခန့်မှန်းချက်မော်ဒယ်တွေမှာတွေ့ရပါရဲ့ရှင်။ဒါဟာဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေဝင်တဲ့အရှိလေစီကြောင်းတွေရဲ့အရှိန်ကြောက်ပဲဖြစ်ပါတယ် ဖိလစ်ပိုင်အရှိပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြင်းနယ်ရပ်ဝန်ဟာမနေ့ပြန်မှာဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်နိုင်မှာဖြစ်ပြီးဒီဇင်ဘာလ10ရက်နေ့မှာတောက်တရုတ်ပင်လယ်တွင်ကိုရရှိနိုင်မှာဖြစ်ပါရှင်။ဒီလေပြားနယ်ရဲဝန်ဟာတောက်တရုတ်ပင်လယ်အတွင်းအပူပိုင်းမုန်တိုင်းအဖြစ်ရောက်နိုင်ခြေရှိပြီးမုန်တိုင်းရဲ့တက်ရောက်မှုဟာမြန်မာနိုင်ငံကိုတက်ရောက်မှုရှိမရှိဆိုတာကိုတော့စောင့်ကြည့်ရမယ့်အနေအထားမှရှိနေပါရဲ့ရှင်။ မနေ့ပြန်မှာတော့တနင်္သာရီတိုင်းမှာမိုးနှင်းငယ်ရွာသွန်းလိုက်ပြီးမိုးရိပ်ချိန်မများနိုင်တယ်လို့တချို့ဒေသတွေမှာမိုးအုပ်တာ၊ဆောင်းနှင်းမိုးလို့မိုးဖွဲကြတာစတာတွေဖြစ်နိုင်ပါရဲ့ရှင်။ဒါကြောင့်မိုးတနင်္သာရီကယူတဲ့တခြားမှာရှိတဲ့စားလေသမားတွေအနေနဲ့သတိထားရမယ့်အနေအထားမှရှိနေပေမဲ့စားလေတွေပြတဲ့အထိမိုးရမ်းမများနိုင်ဘူးလို့ပြောလို့ရနိုင်ပါတယ်။ဒါအပြင်မနေ့ပြန်မှာ မွန်ကရင်ပဲခူးတိုင်းရှေးချမ်းရန်ကုန်တိုင်းနဲ့အရာဝတီတိုင်းတောက်ဘက်ပိုင်းတွင်မှမိုးနှဲငယ်ရွာနိုင်ပေမဲ့ရွာရံရံနှုံးလီစေခန္ဓာရှိနိုင်ပါရဲ့ရှင်ထူးခြားမှုအနေနဲ့ကတော့ရေမြူးနဲ့ဝန်းကျင်မှာမိုးနှဲငယ်ရွာသုံးနိုင်ခြေရှိနေသလိုနေ့ပူချိန်လဲ၄၀ဒီဂရီဆယ်စီယက်အထိအမြင့်ဆုံးပူချိန်ကိုခန်းစားရရှိနိုင်မှာဖြစ်ပါရဲ့ ဒီနေ့ညမှာတော့ညပူချိန်တွေအနေနဲ့မန္တလေးတိုင်းမြောက်ပိုင်းရှမ်းပြည်ရှိပိုင်းနဲ့တောက်ပိုင်းဒေသတွေမှာညပူချိန်16ဒီဂရီဆယ်စီယက်ကနေ16ဒီဂရီဆယ်စီယက်ထိသာကျဆင်းနိုင်ပြီးကချင်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာတော့16ဒီဂရီဆယ်စီယက်ကနေ17ဒီဂရီဆယ်စီယက်ချင်းနဲ့ရှမ်းပြည်မြောက်ပိုင်းမှာ8ဒီဂရီဆယ်စီယက်ကနေ6ဒီဂရီဆယ်စီယက်ထိကျဆင်းနိုင်ပြီးတောက်ပေါ်ဒေသတချို့မှာတော့2ဒီဂရီဆယ်စီယက်ကနေရေမှတ်ထိညပူချိန်တွေကျဆင်းနိုင်မှာဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းအောက်ပိုင်းမကွေးတိုင်းနေပြည်တော်ရခိုင်နဲ့ပဲခူးတိုင်းထပ်ပိုင်းတို့မှာ20ဒီဂရီဆက်စီရက်ကနေ18ဒီဂရီဆက်စီရက်ထိသာညပူချိန်တွေကျဆင်းနိုင်ပြီးကြက်ပင်နယ်နဲ့တိုင်းတွေမှာတော့24ဒီဂရီဆက်စီရက်ကနေ22ဒီဂရီဆက်စီရက်ထိသာကျဆင်းနိုင်မှာဖြစ်ပါရဲ့ရှင်။ ။မက်ဖြန်ရဲ့နေပူချိန်တွေကတော့နိုင်ငံတော်မြင့်တက်လာတာကိုတွေ့ရပြီးပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ကရင်၊မွန်၊တနင်္သာရီတိုင်းတို့မှာတော့နေပူချိန်34ဒီဂရီဆယ်စီယက်ကနေ36ဒီဂရီဆယ်စီယက်ထိနေပူချိန်တွေကိုခန်းစားရရှိနိုင်မှာဖြစ်ပါရှင်။ဒီလိုအရှိလေစီကြောင့်နေအကောက်ပြီးမိုးရနိုင်ကြရရှိပေမဲ့မြမပင်လေပြင်းမှာတော့ပုံမှန်တိုင်းသာရှိနေပြီးလိုင်းနှင်းငယ်ကနေလိုင်းတင်းတင်းရှိတယ်လို့အသိပေးလိုပါရှင်။လိုင်းအမြင့်ကတော့၄ပေကနေ၆ပေခန့်သာရှိနိုင်တာကြောင့် ပင်လယ်ပြင်တွင်းသွားလာသူတွေနဲ့ကန်နီကန်ဝဲရေလုတ်သားတွေအနေနဲ့ပုံမှန်တိုင်းသွားလာလို့ရတယ်လို့အသိပေးလိုပါတယ်။အခုပြပြပေးခဲ့တဲ့မိုးလေဝသခန့်မှန်ချက်တွေကိုတော့ကျမတို့ CG Platform ကမိုးလေဝသလေ့လာသူတဦးဖြစ်သူကိုလကုံအိမ်ကမိုးလေဝသခန့်မှန်ချက်မော်ဒယ်တွေမှာဖော်ပြထားချက်တွေကိုစုစည်းပြီးခန့်မှန်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ CJ Platform ရဲ့တင်ဆက်စီစဉ်တွေကို CJ Platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါရဲ့ရှင်။